မင်္ဂလာပါရှင်။ဘာမကိတဲ့တဲ့ရင်ဌာနရင်ထိတ်တန်းတဲ့ရင်များကို တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့ရွှေကုတ်ကိုကိုထူထောင်ခဲ့သော VGF ကစစ်တပ်၏ကရင်နယ်လုံးဝင်ကြီးဗိုလ်မှူးကြီးမင်းကျော်သူနှင့်အတူကြားဖြတ်လုပ်နေသောတရုတ်များအပါဝင်နိုင်ငံသား346ဦးကိုဖမ်းဆီးပြောင်းရထိုက်ကုမ္ပဏီထိတ်တန်းတာဝန်ရှိသူများနှင့်တရုတ်ကြားဖြန့်တတိများအလုံးကို VGF ကရွှေပြောင်းပေးထားတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ် ကရင်ပြည်နယ်မြဝတီမြို့နယ်တွင်ကြားဖြတ်မြို့တော်ရွှေခုတ်ကိုကိုထူထောင်ခဲ့သောနေချောင်းဆောင် VGF ကစစ်တပ်၏ကရင်လုံနယ်ဝင်ကြီးဗိုလ်မှူးကြီးမင်းချော်သူနှင့်အတူကြားဖြတ်လုပ်နေသောတရုတ်များအပါအဝင်နိုင်ငံသားသား346ဦးကိုဂျမနီညပိုင်းကဖမ်းဆီးပြခဲ့ပါတယ်။ထိုင်းသတင်းထောက်များကိုပါခေါ်ယူပြီးစစ်တပ်ရဲနှင့်အတူ VGF နိုင်မောင်သောဦးဆောင်သောတပ်ဖွဲ့များကရွှေခုတ်ကိုအတွင်မှကြားဖြတ်လုပ်နေသောတရုတ်များနှင့်နိုင်ငံသားသား346ဦးတို့ကိုဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကွန်ပျူတာများခုံများကိုပါဖမ်းဆီးရရှိခဲ့ကြောင်း Time the Reporter သတင်းရဖော်ပြချက်အရသိရှိရပါတယ်။ရှမနီညာပိုင်းရွှေကုတ်ကိုတွင်အဆောက်အုံအများစုမှမဲမောင်နေပြီးနှီးဆက်တမ်းများလည်းမကြားရတော့ကြောင်း Time သတင်းကဆိုပါတယ်။ Time ဆိုရကောင်မြောက်ဒီမျိုးတို့လျှက်စစ်ရေနှင့် Internet ဖြတ်တောက်ထားသည့်ကာလအတွင်းပင်လင်းထိတ်နေသောရွှေကုတ်ကိုမှအဆောက်အအုံကြီးများမှမိစက်တန်များနှင့်မိများလင်းထိတ်မနေတော့ကြောင်း စစ်တပ်ရဲနှင့် PGF ကကြားဖြတ်လည်လေသူများကိုနှိမ်နင်းရန် စစ်စင်ရေးတစ်ခုစတင်ခဲ့သည့်ပထမဆုံးညဖြစ်ကြောင်းထိုင်းသတင်းကဆက်လက်ရေးသားထားပါသည်။တကယ်အရေးကြီးတဲ့ရထိုက်ကုမ္ပဏီထိတ်တန်းတာဝန်ရှိသူတွေနဲ့ကြားဖြတ်တရုတ်သတင်းတွေကနိုဝင်ဘာလ18ရက်နေ့ညခရဲက PGF ကတည်ထုတ်သွားပြီးနိုဝင်ဘာလ18ရက်နေ့မှာကရင်နယ်လုံးဖွင့်ကြီးဘုံမူကြီးမင်းကျော်သူရဲမှုနဲ့ဖြူဟာမှုတွေခေါ်လာပြပြီးကြားဖြတ်ရုံတချို့ဝင်ဖမ်းပြတယ်။ကွန်ပျူတာတွေဖုံးတွေရာနဲ့ချီပြီးရတယ်။ ကွန်ပျူတာတွေကိုတော့နေရာစီစဉ်ပြီးဖြတ်မိမီးရှို့ပြမိရွှေကုတ်ကိုတဲ့ကအရေးကြီးတဲ့တရုတ်အချို့တွေကိုတခြားနေရာတွေစီရွှေ့ထားတယ်တကယ်တော့ရွှေကုတ်ကိုဆိုတာကို VGF ကပဲထူထောင်ပြီးသူတို့ဟာသူတို့အဖမ်းပြအဖမ်းပြတာလေကြားဖြန့်အလုပ်သမားတွေပဲမိတာအရေးကြီးတဲ့သူတွေမမိဘူးဟုရွှေကုတ်ကိုအခြေအနေကိုစောင့်ကြည့်နေတော့ကရင်စစ်ရေးတရင်ရင့်မြက်ကဆိုပါတယ်နိုဝင်ဘာလ18ရက်နေ့စစ်တပ်လက်အောက်ခံ BGF နိုင်မောင်စောကကြားဖြတ်ညာနဲ့ပတ်သက်ပြီးနှိမ်နင်းတော်မူဟု ထုတ်ဖော်ပြောဆိုခဲ့တော်လဲလက်တွေ့တွင်ကြားဖြန့်ထူထောင်ရာတွင်အဓိကထိတ်တန်းတာဝန်ရှိသောရထိုက်ကော်မတီတာဝန်ရှိသူများနှင့်ကြားဖြန့်တရုတ်တပ်သေးများကို VGF ကတဲထုတ်သွားမှုမှာမေကွန်ထုတ်เสียရဖြစ်သည်ဟုကရင်စစ်ရေးတရင်ချင်းတွေကဆက်လက်ပြောဆိုပါရယ်တို့ရတွင်ရွှေကုတ်ကိုတွင်ဆက်လက်လဲပတ်နေသောကြာဖြန့်ကုမ္ပဏီများဆက်လက်ရှိနေစေဖြစ်ပြီးတချို့သောကုမ္ပဏီများမှာရွှေကုတ်ကိုမျိုးမှပြင်ပနေရတဲ့တခုတို့ကွန်ပျူတာများဖုန်းများနှင့်ဆက်ဆက်ပစ္စည်းများပြောင်းရွှေ့နေကြောင် ကြားဖြတ်မြန်မာအလုံသမားများနှင့်အချိန်ဆက်ရှိနေသောကရင်သတင်းရှင်းပြတချို့ကပြောပါရယ်။နိုဝင်ဘာလ18ရက်နေ့ကရင်ပြည်နယ်မြဝတီမြို့နယ်ရွှေကုတ်ကိုမြို့တစ်တွင်ကြားဖြတ်များကိုအပီးသက်အပြက်နှိမ်နှင်းတော်မူဖြစ်ကြောင်းရွှေကုတ်ကိုတွင်ကြားဖြတ်တထောင်နှင့်နှစ်ထောင်အကြားရှိပြီးကြားဖြတ်များကိုလုံးဝမထားတော့ဘဲအပီးအပြက်နှိမ်နှင်းတော်မူဖြစ်ကြောင်းထို့သောနှိမ်နှင်းရတွင်စစ်တပ်နှင့်ပူးပေါင်း၍နှိမ်နှင်းမည်ဖြစ်ကြောင်းအမေရိကန်နှင့်တရုတ်ဖိအားရှိလာ၍မဟုတ်ဘဲ BGF ကကြားဖြတ်နှိမ်နှင်းရန်ဆုံးဖြတ်သည့်အချိန်နှင့်တိုက်ဆိုင်နေခြင်းဖြစ်ကြောင်း BGF နိုင်မောင်စောက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ရွှေကုတ်ကမှကြားဖြန့်သိမ်းကြည့်ရှိတာအခုကသူကကြားဖြတ်တထောင်နဲ့နှစ်ထောင်အကြာရှိတယ်ဆိုတော့အဲ့ဒီလောက်ပဲအဖမ်းပြမဲ့သဘောမျိုးပြောသွားတာရွှေကုတ်ကိုယ်ထဲမှာကြားဖြတ်မရှိဘူးဆိုရင်တသိန်းခါနေနှစ်သိန်းကြာရှိပါတယ်ဟုကရင်စစ်ရေးတရေချင်းမြက်ကရှင်းပြပါဗျရွှေကုတ်ကိုထူထောင်သူရှီစီကျန်းကို ကြားဖြန့်ဝင်လင်းမှုများအပါအဝင်နိုင်ငံတကာရာဇဝတ်မှုများဖြင့်ထိုင်းနိုင်ငံကတရုတ်နိုင်ငံတို့နိုဝင်ဘာလ12ရက်နေ့တွင်လွှဲပြောင်းပေးလိုက်ပြီးအမေရိကန်ကလည်းကြားဖြန့်များကိုအကာအကွယ်ပေးနေသော DGPA တပ်ဖွဲ့နှင့်ခေါင်းဆောင်တွေဦးကိုစီးပွားရေးတန်ခတ်ပိတ်ဆို့ကကြားဖြန့်တိုက်ဖျက်ရေးအကျူးတပ်ဖွဲ့ကိုလည်းဖွဲ့စည်းခဲ့ပါတယ်။မြောက်ရီမြို့နယ်တွင် ကြားဖြန့်စင်တာများကို VGF ဆော့ချစ်သူ DGPA ပါဝင်စစ်တပ်နှင့်အစင်ပြေသောလက်နက်ကင်တပ်ဖွဲ့များကအကြီးအကျယ်လုက္ကင်နေကြခြင်းဖြစ်ပါတယ်။ ဖအန်နှင့်မော်လမြိုင်ခီးစင်များတွင်မင်းအောင်လိုင်ကပြည်내အစိုးရများကတည်ခင်းထားသောရှေးရှင်တွေလက်ဖက်အချို့ပွဲနှင့်အစားတောက်များကိုလုံးဝမတိုးမထိပဲကိုပိုင်ရေဘူးနှင့်အစားတောက်များကိုသာယူဆောင်စားတောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်내ဖအန်မြို့နယ်နှင့်မွန်ပြည်နယ်မော်လမြိုင်တို့တွားရောက်သည့်ခီးစင်များတွင်အကြံဖတ်မင်းအောင်လိုင်ကသက်ဆိုင်ရာပြည်내အစိုးရအဖွဲ့ကပြင်းစင်တိတ်ခင်းထားသောရှေးရှင်တွေလက်ဖက်အချို့ပွဲနှင့်အစားတောက်များကိုလုံးဝမတိုးမထိမစားမတောက်ပဲ၎င်း၏ကိုရေးအရာရှိအဖွဲ့ကပြင်ဆင်ပေးသော ကိုပိုင်ရေဘူးပါရေနှင့်အစားတောက်များကိုသာယူဆောင်စားတောက်ကြောင်းအဆိုပါခီးစဉ်အတွင်မေယောင်လိုင်းနှင့်တွဲဆုံခွင့်ရခဲ့သောဌာနဆိုင်ရာသတင်းရင်းမြစ်များကပြောဆိုပါရယ်အကြံဖတ်မေယောင်လိုင်းကနိုဝင်ဘာလ15ရက်နေ့ကရင်ပြည်နယ်ဖအံမြို့နယ်တို့၎င်းနိုဝင်ဘာလ16ရက်နေ့မော်လမြိုင်မြို့တို့၎င်းတွားရောက်ပြီးဌာနဆိုင်ရာတွဲဆုံခွင့်များမြို့ကိုကြည့်ရှုစစ်ဆေးမှုများလှုပ်ဆောင်ခဲ့ကြောင်းထို့သောလှုပ်ဆောင်ရာတွင်မေယောင်လိုင်းကသက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ကတည်ခင်းပေးထားသောတောက်ရည်လက်ဖက်ရှင်တွင်အချို့ဘွဲနှင့်အစားတောက်များကိုလုံးဝမစားတောက်သည့်အပြင် တို့ထိချင်းတာမပြုလုပ်ကြောင်းအချင်းတော်တော်များများတွင်ထင်ရမြင်ရကိုမင်းအောင်လိုက်ကရှောက်ပြောနေခဲ့ပြီးပြည်စုံပွဲများတွင်အနည်းဆုံးတနအီကြော်ကြအောင်မယက်မနာတဦးတည်းပြောဆိုမှုများလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။သူရှိမှရှိရှင်တွေခွတ်မြန်မာမုံနဲ့လက်ဖက်အချိုပွဲတွေချထားတယ်။သူတခြားလုံးစကားပြောတယ်တနအီကြော်လောက်ကြားတယ်။အဲ့ဒါသူရှိမှချထားတဲ့ပြည်내အစိုးရအဖွဲ့ကပြင်ပေးထားတဲ့တောက်ရင်ရှင်တွေအချိုပွဲမထိုးမထီးဘူး။သူကိုရေးအရာရှိအဖွဲ့ကစီစဉ်ပေးတဲ့ရေဘူးကိုပဲတောက်တယ်။ နေ့လယ်စာရီဘာရီစားတော့လေပြည်내အစိုးရအဖွဲ့ကစီစဉ်ပေးတာမစားဘူးသူကိုရေးအရာရှိအဖွဲ့ကစီစဉ်တာကိုပဲစားတယ်ဟုမြောင်လာ၏အပြုမူနှင့်အနေထိုင်ကိုတရားသတိထားမိခဲ့သောဌာနဆိုင်ရာသတင်းရင်းမြစ်ကပြောဆိုပါရယ်မြောင်လာသည်ကရင်ပြည်내ဖအံမြို့ခီးစဉ်အတွင်လုံခြုံရေးစိတ်မချရမှုနှင့်ခီးစဉ်သတင်းပေါက်ကြားမှုကြောင့်အစီအစဉ်များဖျက်သိမ်းခြင်းနှင့်တန်းနှင့်တွဲဆုံပွဲများဖျက်သိမ်းမှုများလှုပ်ဆောင်ခဲ့ကြောင်းသိရပါရယ် နိုဝင်ဘာလ15ရက်နေ့ဖအံမြို့ခီးစဉ်အတွင်အကြံဖတ်မင်းအောင်လိုင်ကဌာနဆိုင်ရာတွေးဆောင်ပွဲနှင့်လှုပ်ဆောင်ခဲ့ပြီးနောက်လူငယ်စင်တာနှင့်ဆွဲကပင်မိုးလုံးလေးလုံးအားကစားခွင့်တည်ဆောက်မှုကိုတွားရောက်ဆစ်ဆီခဲ့ကြောင်းမူလအစီအစဉ်ဖြစ်သည့်ဖအံထက်နေတွေးဆောင်ပွဲနှင့်တောင်ကလေးစစ်ဆေးရုံတို့တွားရောက်မြစ်စည်းစံများကိုဖျက်သိမ်းခဲ့ကြောင်းရှင်အောင်ဖအံတွင်ညမအိတ်တော်ပဲရဟယင်ဖြစ်မော်လမြိုင်တို့ထွက်ခွာကာအရှိတောင်တိုင်းစစ်ဌာနချုပ်တွင်ညအိတ်ခဲ့ကြောင်းသိရပါသည်ဆက်လက်ပြီးဖအံတွင်စစ်တပ်၏ရွေးကောက်ပွဲကိုခွင့်မပြုပဲစန့်ကျင်သွားမည်ဟုမြို့နယ် KNU ကထုတ်ပြန်ခြင်းကြောင်း ရှုပ်ထွေးသည့်စနစ်နှင့်တိကျမှုမရှိသောအီလက်ထရောနစ်မဲပေးလုပ်ငန်းစဉ်ကြောင့်အတူရောင်ရွှေကောက်ပွဲကိုပုံမပေါ်လွင်စေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ဖမ်းအမျိုးနယ်တွင်အကြံဖတ်စစ်တပ်၏အတူရောင်ရွှေကောက်ပွဲကိုခွင့်ပြုမည်မဟုတ်ဘဲစန့်ကျင်သွားမည်ဖြစ်ကြောင်းကရင်အမျိုးသားအစည်းအရုံး KNU ဒုသက်ထူခရိုင်ဖဟံမျိုးနယ်အလို့အမှုဆောင်ကော်မတီကနိုဝင်ဘာလ18ရက်နေ့နေဆွဲဖြင့်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ် အကြံဖတ်စစ်တပ်ကစစ်အာဏာသိမ်းပြီးနောက်ပြည်သူလူထုအပေါ်မတရားဖန်ဆီးခြင်းအကျဉ်းချတပ်ဖြတ်ခြင်းကြောင့်ဘာသာရေးအဆောက်အဦများနှင့်လူနေအိမ်များကိုရည်ရွယ်ချက်ရှိရှိဖြင့်လက်နက်ကြီးများပစ်ခတ်ခြင်း၊လေကြောင်းတိုက်ခိုက်ခြင်းများကိုပေါ်ပေါ်တင်တင်ပြုလုပ်ပြီးစစ်ရဇဝတ်မှုများကျူးလွန်လျက်ရှိကြောင်းရှင်းပြင်ဒီဇင်ဘာလ28ရက်နေ့တွင်အတူရောက်ရွေးကောက်ပွဲပြုလုပ်ရန်ပြင်ဆင်နေကြောင်းသိရပါသည်။စစ်ကော်မရှင်ကပြုလုပ်မည့်အတူရောင်ရွေးကောက်ပွဲတွင်မဲဆန္ဒရှင်များဖြစ်သည့်ပြည်သူများကစစ်ကော်မရှင်၏စစ်မှုတမ်းဥပဒေကြောင့်တော်၎င်း စစ်ပေးကြောင်တော်၎င်းနေရများတွင်အေးအေးချမ်းချမ်းနေထိုင်နိုင်ခြင်းမရှိဘဲကြံရှိနေသောမဲဆန္ဒရှင်ပြည်သူများမှလည်းချင်းချောက်ဖိအားပေးခြင်းနှင့်အတင်းအဓမ္မမဲပေးစေခိုင်းရခြင်းတို့ကိုရင်ဆိုင်နေရကြောင်း KNU ဖအံမျိုးနယ်အလုံးမှုဆောင်ကော်မတီကထုတ်ပြန်ထားပါတယ်ရှင်ပြင်းစစ်တပ်ကပြည်သူလူထုနားလည်ရန်ခက်ခဲသည့်ရှုပ်ထွေးသည့်ရွေးကောက်ပွဲစနစ်နှင့်၎င်းတို့လိုအပ်သည့်အဖြေထုတ်နိုင်သော electronic မဲပေးသည့်မဲပေးခြင်းလုပ်ငန်းစဉ်မှတိကျမှန်ကန်မှုရလဒ်မှာဟုတ်ကြောင်း မဲဆန္ဒရှင်ပြည်သူလူထု၏ဆန္ဒသဘောထားကိုအလွယ်သုံးစားပြုတည်ရအတွက်ကြောင့်စစ်ကော်မရှင်အလို့ကြအတူရောက်ရွေးကောက်ပွဲသာဖြစ်သည်ကိုပေါ်လွင်နေကြောင်းအသိပေးကြေညာထားပါသည်ဖအံမျိုးနယ်လုံမှုဆောင်ကော်မတီအနေဖြင့် KNU ဘဟုဤရွေးကောက်ပွဲအပေါ်သဘောထားထုတ်ပြန်ကြေညာချက်နှင့်အညီရက်တိမီဖြစ်ပြီးမိမိတို့ဤထိန်ချုပ်နေမည်အတွင်ပြည်သူလူထုကိုလိမ့်လေလှည့်ပြားမည်အတူရောက်ရွေးကောက်ပွဲကိုခွင့်ပြုမည်မဟုတ်ဘဲစံကျင်သွားမည်ဖြစ်ကြောင်းတရားဝင်အသိပေးပါသည် ပြည်သူတို့အနေဖြင့်စစ်အာဏာရှင်သက်ဆိုးရှင်မြီအတူရောက်ရွေးကောက်ပွဲတွင်ပူးပေါင်းပါဝင်ခြင်းမပြုဘဲအကြမ်းမဖက်သောနှီးနှင့်စန့်ကျင်ခြင်းဖြင့်မိမိတို့၏ဆန္ဒမဲအားအလွဲသုံးစားပြုခွင့်မပေးရန်ဖအံ့ညွနှင့် KNU အလုံးမှုဆောင်ကော်မတီကတိုက်တွန်းထားပါသည်။